ော်စွာဤခြောက်ခြားခွင်ညကျော်စွာဟာသူ့ဖေပျောက်ဆုံးမှုကိုခြေရာခံရင်ကလောမျိုးရဲ့တောင်ကုန်းပေါ်ကအိမ်ဟောင်းကြီးထဲမှာတယောက်ထဲညအိပ်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်ကြီးကနှစ်ပေါင်းများစွာလူမနေတော့တဲ့အတွက်ဖုံတွေပင့်ကူအိမ်တွေနဲ့ပြည့်နေပြီးညဘက်ဆိုလေတွေတိုက်ပြီးခြောက်ခြားဖို့ကောင်းနေတတ်တယ်။ဒါပေမဲ့သူကဓာမြတယောက်လည်းဖြစ်ခဲ့ဘူးပြီးအယူသီးတာမျိုးမဟုတ်တဲ့အတွက်ပြုံးပြလိုက်တယ်။ ည7နှစ်နာရီကျော်ချိန်အိပ်ရာထဲမှာလဲနေတော့ရုတ်တရက်ကြီးဆိုတဲ့အတန်နဲ့အတူအိမ်ရဲ့ဟောင်းနှံနေတဲ့တကားကြီးသူ့ဘာသာဖွင့်သွားတယ်။ကျော်စွာရဲ့နှလုံးခုန်နှုန်းကမြန်လာပြီးချွေးတွေပြန်လာတယ်။သူကတကားစီကိုလှမ်းကြည့်လိုက်တဲ့အခါအဖြူရောင်ဝစ်စီးထားတဲ့အရေးတစ်ခုတကားဝမှာရက်နေတာကိုမြင်လိုက်ရတယ်။ဘာဘာဘာဒူလဲ တို့တုံတုံကြီးမေးလိုက်တဲ့အခါအရေးကဖြည်းဖြည်းချင်းသူ့ဘက်ကိုလှည့်လာတဲ့မျက်နှာမှာမျက်လုံးတွေမပါပါဇက်ကလည်းနှက်မောင်နေတဲ့ကြော်စွာကထွက်ပြေးဖို့ကြိုးစားပေမဲ့ခန္ဓာကိုယ်ကလှုံ့မရဖြစ်နေတယ်။တစ်ချိန်တည်းမှာပဲအရေးကသူ့ဘက်ကိုလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီးငါသာငါရွှေတွေကိုပြန်ပေးပါလို့အတန်နဲ့ကြီးနဲ့ပြောလိုက်တယ်။ကြော်စွာကအသက်ရှူရက်သွားတယ်လို့ခံစားရပြီးရုတ်တရက်သူ့မျက်ညံထဲကမေးမိန်နေတဲ့အတိတ်တစ်ခုပြန်ပေါ်လာခဲ့တယ်။တကယ်တော့ ဒီအိမ်ဟာသူ့အမေရဲ့အိမ်မဟုတ်ပါဘူးလွန်ခဲ့တဲ့30နှစ်က သူငယ်ငယ်တုန်းကဒီအိမ်ကို သူ့ဖခင်နဲ့ဝင်ပြီးတပြက်လုပ်ခဲ့တာသူတို့ဟာဒီအိမ်ရဲ့အဖွားအုပ်ကြီးကိုတတ်ပြီးရွှေရွှေခိုးယူခဲ့ကြတဲ့အခုအရေးဆိုတာသူတို့လုပ်ခဲ့တဲ့အပြစ်ရဲ့အကျိုးဆက်ပါအရိတ်ကသူ့ရဲ့လေဘင်းကို အုပ်ပြီးဆွဲညှစ်လိုက်တဲ့အခါအာမမေမေ အပြစ်လုပ်ပါ ဒါပေမဲ့အရိတ်ကရက်မသွားဘူးကြော်စွာရဲ့မျက်လုံးတွေကမိတ်သွားပြီးနောက်ဆုံးတိလိုက်ရတာကလုံခဲ့တဲ့သုံးနှစ်ကပျောက်သွားတဲ့သူ့ဖခင်လေဒီအိမ်မှာပဲခုလိုအလားတူအဆုံးသတ်ခဲ့ရတယ်ဆိုတာပါပဲ